ချက်ချင်းတတ်တာစေတော်နေဆိုတဲ့တရားလေးပါစေတော်ကလည်းများတယ်လောကမှာတွေ့ရတဲ့အရာတွေကလည်းမခံနိုင်တော့ဘူးကိုကြုံတွေ့ရတဲ့လောကရန်ကလည်းအတော်လေးပြင်းထန်နေပြီထပ်ပေါက်ကိုမတွေ့တော့ဘူးဆိုတဲ့အနေအထားမျိုးရောက်နေတယ်ကိုယ်နဲ့ပတ်သက်တဲ့သူတွေနဲ့ရှင်ကွယ်ကွယ်ခြင်းတေကွယ်ကွယ်ခြင်းအဲ့လိုမျိုးကြုံတဲ့အတွက်ကြောင့်လကောင်း ကိုလိုချင်တဲ့အရာကို မရတဲ့အတွက်ကြောင့်ကိုရည်မှန်းတာတွေဖြစ်မလာတဲ့အတွက်ကြောင့်ကိုမရှိပြသားအရာတွေကို ဆုံးရှုံးရတဲ့အတွက်ကြောင့်အဲ့ဒါလောကပဲအဲ့ဒါကိုကဘဝဘဝတစ်ခုရရင်တော့ဒီဟာတွေကမလွဲမသွေကြုံရမှာဒါတွေကြုံရလို့ဆိုပြီးတော့စိတ်တက်တွေကြဒါကိုပဲထပ်ကားတက်ကတွေးပြီးတော့စိတ်တော်ကားတွေရအောင် အဲ့အတွေ့တဲကနေမလွမြောက်နိုင်ဘဲနဲ့ပို့ပြီးပို့ပြီးစိတ်ဖိစီးမအေးတော့အဲ့တော့ဒီလောကကပေးတဲ့လောကရန်ကိုကိုကမခံနိုင်ဘူးဆိုရင်ကိုယ်တိုင်နိုင်တဲ့သူတွေကိုကြည့်လိုက်ပါကိုယ်တိုင်နိုင်တဲ့သူတွေဆိုရင်ထမင်းတော်မှဖြစ်တယ်လို့စားကြရတယ်ဟင်းမပါပဲနဲ့ထမင်းအနက်တွေကိုကြော်ဖြတ်နေတဲ့သူတွေရှိတယ် ဓမင်းအနတ်မမှန်ပဲနဲ့ဘဝကို ချစ်တတ်နေတဲ့သူတွေရှိတယ်။အဲ့ဒီလိုဆိုးတဲ့သူတွေလည်းရှိတယ်ဆိုတာကိုပြန်ကြည့်လိုက်။အဲ့တော့ကိုကိုကိုပြန်အားပေးတတ်တာတော့လိမ့်မယ်။စိတ်တော့ကရောက်တဲ့အချိန်မှာမြင့်တဲ့သူတွေကိုမကြည့်နဲ့။အနိုင်တဲ့သူတွေကိုကြည့်လိုက်။အဲ့ဒီမှာကိုယ်စိတ်သက်သာရပါရရလိမ့်မယ်။နောက်ကိုအရှိကိုအရှိတိုင်းလက်ခံအရှိကိုအရှိတိုင်းမြင်လို့ရှိရင် အရှိတိုင်းပဲနေနိုင်အောင်ကြိုးစားအရှိတတ်ဖို့ပြီးတော့မတောင့်တဖြစ်တည်မှုတတ်ဖို့ပြီးတော့မတောင့်တဖြစ်နိုင်တာတတ်ဖို့ပြီးတော့လည်းမတောင့်တတော့ကဉာဏ်လေးပဲအဲ့တော့အဓိကအကြဆုံးပြောချင်တာကတော့စိတ်တော့ကရောက်တဲ့အချိန်စိတ်ပြီစီတဲ့အချိန်တော်တော်ဆိုးသွမ်းသောအရာတွေပေါ့အဲ့ဒါတွေနဲ့ကြုံလိုက်တဲ့အချိန်မှာလူကရင်ထဲမှာမီးတောက်တယ်လို့လောင်လိမ့်မယ် အမီတောက်တလို့အမြဲတမ်းလောင်နေတယ်။အစုံတရာကြောင့်ကိုလောင်နေတယ်။ဟောလောကမှာရှိနေတဲ့အရေးတွေအများကြီးရှိတယ်။လူမှုရေး၊ပညာရေး၊စီးပွားရေးအများကြီးပဲရှိတယ်။အဲအရေးတစ်ခုခုကြောင့်တော့ပူလောင်နေမှာအမှန်ပဲ။လူမှုရေးကြောင့်ပူလောင်တာဖြစ်နေရင်လည်းစားလို့မရ၊အိပ်လို့မရဖြစ်တတ်တယ်။ပညာရေးကြောင့်လည်းဖြစ်တာပဲ။စီးပွားရေးကြောင့်လည်းဖြစ်ကြတာပဲ။ တော့ဖြစ်เสียအကြောင်းတွေအများကြီးရှိတယ်ဖြစ်ခဲ့ပြီးရှိတော့အဲ့ဒီအတွေ့ကိုမပွားဘဲနေလို့ရအောင်ကြိုးစားပါချက်ချင်းတတ်တာတဲ့နေဆိုရင်အရာအလုံးကိုမိတ်လိုက်ပြီးတော့မျက်စိလေးမိတ်ထားလိုက်ပါပြီးရင်အသက်ကိုဝဝရှူလိုက်ပါအတကောမမလေးရှူသွင်းရှူထုတ်ရှူသွင်းရှူထုတ်ဆယ်ကျင်းလောက်လောက်လိုက်အဲဒီဆယ်ကျင်းထဲမှာမတတ်တာဘူးထင် အချိန်20လောက်လုပ်လိုက်အချိန်20လောက်ဘာမှမတွေးဘဲနဲ့မျက်စိလေးမှိတ်ပြီးတော့ရှူသွင်းရှူထုတ်လေးလုပ်လိုက်တာချက်ချင်းတက်တာသွားတယ်။ဘာကြောင့်လဲဆိုတော့ရှူသွင်းရှူထုတ်တာလေးကိုပဲအာယုံဆက်လိုက်တဲ့အတွက်ကြောင့်ခုနအပူတွေကိုခေါင်းထဲမှာမရှိတော့အဲ့လိုမရှိမှန်းသိရင်ဒီလိုမျိုးရှူသွင်းရှူထုတ်လုပ်တာလေးကိုအကျင့်များစွာလုပ်ပါဒါတရားထိုင်နေပေးတာမဟုတ်ဘူး အခုပြောနေတာကလောလောဆယ်စိတ်သက်သာအောင်လက်တွေကြကြတိတ်ပံလေးကြကြကိုယ်စိတ်ကိုချက်ချင်းသက်သာအောင်လုပ်တာအဲ့တော့တရားနဲ့တော့ရှင်နေတယ်အာနာပါနတတိနဲ့ရှင်နေတယ်သို့တော့ဒီဘက်ကတိတ်ပံပညာရှင်တွေအတွေ့အကြုံပညာရှင်တွေပညာရှိကြီးတွေသူတို့ပေးတဲ့နိလန်းတွေနဲ့လည်းနှိမ့်နွယ်ပြီးတော့ပြောတာကိုကိုယ်တိုင်လည်းဘုံညိုတို့ကိုယ်တိုင်လည်းဒီတိုင်းပဲလုပ်တဲ့အတွက်ကြောင့်ဒီနေ့ကိုပြောတာ လုံးလေးမိတ်လိုက်ပြီးတော့ဝင်လေမှန်မှန်လေးရှူထွက်လိုက်တယ်ထွက်လေမှန်မှန်လေးရှူထုတ်လိုက်တယ်အဲ့ဒါလေးဆယ်ကျင်းလောက်လှုပ်လိုက်ရင်ကိုချက်ချင်းအေးသွားတယ်အဲ့ဒါချက်ချင်းတတ်တာလည်းနေပဲတခြားနေမရှိဘူးအရေးကြီးဆုံးချက်ကကိုတော့ကရောက်နေတဲ့အရာနဲ့ပတ်သက်ပြီးထက်ခါထက်ခါပြန်ပြန်မတွေးနေမလိုအပ်တဲ့အကြာကြီးဒါကိုပဲကောင်းတဲ့ထဲထားတာမျိုးဖြစ်မဖြစ်စေနဲ့ ကိုလည်းတခြားလူတွေလိုပဲအချိန်တွေကိုညီတူညီမျှပိုင်ထားတာအဲဒီပိုင်ထားတဲ့အချိန်ကိုဖဲ့ဖဲ့ယူပြီးတော့ဒီလိုလေးကြိုးစားပြီးတော့တတ်တာခွင့်ရအောင်နေအဲဒီတတ်တာခွင့်ရလိုက်တဲ့အချိန်မှာညံကပြန်ပွင့်သွားတယ်ပွင့်လာတဲ့ညံအကြောင်းမလုပ်ရမယ်ဘလို့နေရမယ်ဆိုတာသိသွားမယ်အဲတော့လက်တွေ့လှုပ်ကြည့်လိုက်လက်တွေ့လှုပ်ကြည့်လိုက်ရင်အေးချမ်းသွားမယ်ချက်ချင်းအေးပါတယ်ဖြစ်နေတဲ့အရာတွေကိုတော့ မတွေးဖို့တော့လိုတယ်အဲ့ဒီဝင်လေထွက်လေလေးကိုမှန်မှန်လေးရှုသွင်းမှန်မှန်လေးရှုထုတ်လိုက်ခြင်းအပြင်တတ်တာကွင်ချက်ချင်းရသွားတယ်အဲ့ဒါကိုတရားရှုတတ်တဲ့သူဆိုလို့ရှိရင်တော့အဲ့ဒီကနေတဆင့်တက်ပြီးတော့သူကပုံပြီးအေးညာမှုကိုရနိုင်လိမ့်မယ်ဟောကဘာသူကဘာသာပေါင်းစိတ်တော်ကအပေါင်းမှာဒီဝင်တတ်တတ်လေးကြောင့်ပဲတတ်တာကွင်ရကြပါစေအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအန္တရာယ်ကင်းပေးရှင်၍ 一千九百岁。See.